Hey you chubli deji ma alomai mingra ba just rosen ka ni pyan le chuso lai ba de aku just dance sabi me thu tadin le rue ka kwe dai me tin sab bi de nai ngai tadin thong twet che le rue tadin thu tadin kaung le rue phi ba le me hobi thong san digest net to song the lai ba chisu pu de phai ka ba de kya sa lai chaung let's go suni ne le na kai ton lan ye so de atwe kho ne ya ye tai pwe ha myama nai ngai ye tamai ta cha lo ma phit paw ni ka ba de tacho chein ni ma suni ye atwe kho ga a ta pi lo tacho chein ni ma le na kai ton lan ye atwe kho ga a ta de ba de da mai me ဆွေးနွေးအတွေးခေါ်ကအားသာနေချိန်မှာလဲလက်လက်ကိုင်းတော်လိုင်းရေးကိုပဲယုံကြည်တဲ့သူတွေကပျောက်ကွယ်မသွားပါဘူးလက်လက်ကိုင်းတော်လိုင်းရေးအတွေးခေါ်အားသာနေချိန်မှာလဲဆွေးနွေးရေးသမားတွေဟာပျောက်ကွယ်မသွားပါဘူးအခုကာလဟာလက်လက်ကိုင်းတော်လိုင်းရေးအတွေးခေါ်ကအားသာနေတဲ့အချိန်အသာစီးရနေတဲ့အချိန်မှာဒါပေမဲ့ဆွေးနွေးရေးလမ်းကြောင်းပေါ်ကိုဆွဲတင်ဖို့ကြိုးစားနေကြတဲ့သူတွေဟာအခွင့်အာဏာတိုင်းခေါင်းပြူထွက်လာနေကြပါတယ်စစ်ကောင်စီဟာ NUG PDF နဲ့ဆွေးနွေးရေးမလုပ်နိုင်ဘူးလို့တခြားလုံးခါခါတီတီညင်းနေပါတယ် အခုဒီနေ့ထက်မှာတော့နည်းနည်းလေးလေးတန်ပြောင်းလာပါတယ်မစိုးစလောက်လေးပဲပြောင်းလာပါဘုံချုပ်စုံမင်းတို့ဂျာစီရာနဲ့အင်တာဗျူးမှာ PDF ကိုတော့ဆွေးနွေးမယ် NUG ကိုတော့ terrorist တွေမို့လို့မဆွေးနွေးနိုင်ဘူးဆိုပြီးတော့ခွဲပြောသွားပါတယ်အဲ့ဒါကိုတန်ရောင်လိုက်ပြီးတော့ဘုံချုပ်ရာပြည်ကလည်းတိုင်းရင်းသားအပြစ်ရတဲ့နဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာအလားတူပြောသွားပါတယ် PDF နဲ့ NUG ကိုခွဲပြောနေတယ်ဆိုတာတနည်းအားဖြင့်ပြောရရင်တော့မဆွေးနွေးနိုင်ဘူးလို့ပြောနေတာပါပဲတကယ်တော့ PDF က စစ်ကောင်စီပေါ်မှာပူပြီးတော့တောင်မှစိတ်တက်အရာပြတ်သားပါသေးတယ်။ဆွေးနွေးရေးဆိုတဲ့စကားကိုလုံးဝမကြားချင်ဘူးဆိုတဲ့သူတွေက PDF လူငယ်တွေပါ။ NUG ကဆွေးနွေးရေးဆိုတဲ့စကားကို ပြောပါသေးတယ်။ NUG ရဲ့ဆွေးနွေးရေးစည်းကမ်းကဘုံသဘောထားရည်တည်ချက်6ချက်ပါပဲ။အဲ့ဒီ6ချက်ကိုလက်ခံမှဆွေးနွေးမယ်လို့ပြောပါတယ်။အဲ့ဒါလို့6ချက်ရရင်ဆွေးနွေးမယ်လို့ပြောတာကိုတောင်းတော်လိုင်းသမားလူငယ်အများပြားကလက်မခံနိုင်ကြပဲဆဲဆိုတာတွေဝေဖန်တာတွေလောက်ကြပါတယ်။ တချို့ကညဉ့်ညံ့တတာဆန့်ကျင်ပါတယ်တချို့ကပြင်းပြင်းထန်ထန်ဆက်ဆိုကြပါတယ်တကယ်တော့ဘုံသဘောထား6ချက်ရရင်ဆွေးနွေးမယ်ဆိုတာကလည်းဆွေးနွေးရေးကိုတနည်းအားဖြင့်ညှဉ်းဆန်တယ်လို့နီးနီးပါပဲဘာကြောင့်လဲဆိုတော့ဘုံသဘောထား6ချက်ကိုစစ်ကောင်စီကဘယ်တော့မှလက်ခံမှာမဟုတ်လို့ပါဒီတော့ဘုံသဘောထား6ချက်ရရင်ဆွေးနွေးမယ်လို့ပြောတာနဲ့တွေးကြွေးမှာဆွေးနွေးစရာမရှိဆိုတာဟာအလွန်ကြီးမကွာဘူးလို့မြင်တဲ့သူတချို့လည်းရှိပါတယ် ယက်တီချက်ပြတ်သားမှုအရာမှာတော့တော်တော်ကြီးကိုကွာနေတယ်လို့မြင်သူတွေလည်းရှိပါတယ်။ကဲဒီတော့ဘလောက်ကွာနေတယ်လဲဘလူးကွာနေတယ်လဲဆိုတာကိုကျွန်တော်တို့ဆက်ဆက်ကြည့်ကြအောင်ပါ။ Energy ကပြောတဲ့ဘုံသဘောထားယက်တီချက်6ချက်ကဘာတွေလဲဆိုတော့ပထမအချက်ကစစ်တပ်အာဏာသိမ်းထားတာကိုဖယ်ရှားပြီးမြန်မာစစ်တပ်နိုင်ငံရေးအတွင်းပါဝင်နေခြင်းအားအဆုံးသတ်ရန်လို့ဆိုထားပါတယ်။ဒီအချက်ထဲမှာလည်းအပိုင်းကနှစ်ပိုင်းပါနေပါတယ်။ပထမတစ်ပိုင်းကစစ်တပ်အာဏာသိမ်းထားတာကိုဖယ်ရှားရမယ်ဆိုတော့ ဆွနွေဝဲမလုတ်ခင်မှာစစ်တပ်အာဏာသိမ်းတာကိုအရင်ဖျက်ရမယ်ဆိုတဲ့သဘောဖြစ်နေပါတယ်။ဒါမှမဟုတ်ဆွနွေဝဲပြီးတဲ့အခါမှာစစ်တပ်အာဏာသိမ်းတာကိုဖျက်ဖို့သဘောတူရမယ်လို့ပြောတာပဲလားဆိုတာသိတော့မရှိမှောက်ဘူး။ဒီလိုမူဝါဒနဲ့ပတ်သက်ပြီးတော့ရေးတဲ့အခါမှာဒွိဟာဖြစ်စရာမကြံအောင်ပြတ်သားရှင်းလင်းနေသင့်ပါတယ်။ကြည့်ထားပါတော့စစ်တပ်အာဏာသိမ်းတာကိုဖျက်ရမယ်ဆိုတဲ့စကားကတော်တော်လေးနဲ့ပါတယ်။စစ်တပ်အာဏာသိမ်းတာကိုဖျက်ရမယ်ဆိုရင်စစ်ကောင်စီကိုချက်ချင်းဖျက်ရမယ်။အစိုးရတဲ့တည်း ချက်ချင်းအစားထိုးဖို့လိုပါလိမ့်မယ်။အဲ့ဒီအစိုးရတည်းတရဆိုတာ2021မှာအာဏာသိမ်းခံလိုက်ရတဲ့ NLD အစိုးရဖြစ်ခြင်းဖြစ်မယ်။ NUG ဖြစ်ခြင်းဖြစ်မယ်။ဒါမှမဟုတ်ကြားပြအရာကြီးအစိုးရတည်းရဖြစ်ခြင်းဖြစ်ပါမယ်။အဲ့ဒီအစ်စ်မှာပဲဆွေးနွေးရေးလမ်းကြောင်းကပိတ်သွားပြီထင်ပါတယ်။စစ်ကောင်စီကဘလို့မှသဘောတူမှာမဟုတ်ပါဘူး။ဒီပထမအချက်ရဲ့ပထမတဝက်မှာပဲပွဲကပြက်သွားပြီလို့ဆိုရမယ်ထင်ပါတယ်။ ထမအချက်ရဒုတိယတစ်ပိုင်းမှာဆိုထားတာကတော့စစ်တပ်နိုင်ငံရေးတွင်ပါဝင်နေခြင်းအားအဆုံးသတ်ရလို့ဆိုထားပါတယ်။လွှတ်တော်ထဲမှာစစ်သားတမတ်သားကဘယ်သူမှအရွေးကောက်မခံရဘဲနဲ့ဘယ်သူမှသူတို့ကိုရွေးကောက်မထားဘဲနဲ့လာပြီးတော့အခန့်သားထိုင်နေတာမျိုးကိုအဆုံးသတ်ပေးရမယ်လို့ဆိုလိုတာဖြစ်ပေါ်ရပါတယ်။ဒုတိယအချက်ကတော့လက်နက်ကိုင်တပ်ဖွဲ့အလုံးအရသာအစိုးရလက်အောက်မှာရှိရမယ်လို့ဆိုထားပါတယ်။ဒါကလည်း2008အခြေခံဥပဒေရေးဆွဲပြီးတော့စစ်တပ်ကအကာအကွယ်ယူထားတဲ့အချက်ကိုဆိုလိုတာပါ။ ပြည်ထောင်စုဝန်ကြီးဌာနကာကွယ်ရေးဝန်ကြီးဌာနနဲ့ရဇယ်ရဝန်ကြီးဌာနတွေကိုလည်းအယတအစိုးရလက်အောက်မှာထားရမယ်။အယတအစိုးရကအမိန့်ပေးလို့ရှိရင်ပြည်ထောင်စုဝန်ကြီးကာကွယ်ရေးဝန်ကြီးရဇယ်ရဝန်ကြီးအစရှိတဲ့သူတွေအားလုံးကအမိန့်နာခံမယ်လို့ပြောတာပါပဲ။ဒါရင်တောင်မကသေးပါဘူး။လက်နက်ကိုင်တပ်ဖွဲ့အားလုံးလို့ဆိုထားတဲ့အတွက်ကာကွယ်ရေးဦးစီးချုပ်ကလည်းအယတအစိုးရရဲ့တပရကအမိန့်ပေးတာကိုနာခံရမယ်လို့ဆိုလိုတာဖြစ်ပါတယ်။တတိယအချက်က2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုအပြည့်ပိုင်ဖျက်သိမ်းရမယ်။ ချက်နောက်ထပ်အချက်က Federal Democracy ဖွဲ့စည်းပုံအခြေခံဥပဒေတွေကိုရေးဆွဲရမယ်။ပြစ်စမအချက်ကအဲ့ဒီ Federal ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ Federal ပြည်ထောင်စုအသစ်ကိုတည်ဆောက်ရမယ်။ဆက်ထမအချက်ကတော့စစ်ပွဲအတွင်းလုပ်ခဲ့တဲ့မတရားမှုတွေကိုရေးယူရမယ်ဆိုတဲ့အချက်တွေပါပဲ။အချက်6ချက်ဖော်ပြထားပြီးမြက်။၃ချက်လောက်နဲ့အကျင့်ပြန်ချက်လို့ရပါတယ်။ပထမအချက်ကစစ်တပ်အာဏာသိမ်းတာကိုဆွံ့လွှတ်ရမယ်။ဒုတိယအချက်က2008အခြေခံဥပဒေနဲ့တကွ2008အခြေခံဥပဒေမှာ ဖော်ပြပြီးအသာစီးယူထားတဲ့စစ်တပ်ရဲ့နိုင်ငံရေးအခန့်ကဏ္ဍတွေကိုပယ်ဖျက်ပေးရမယ်ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းတည်ထောင်ရမယ်နောက်တတိယအချက်ကတော့စစ်ပွဲအတွင်းမှာလုပ်ခဲ့တဲ့ရာဇဝတ်မှုတွေကိုအရေးယူရမယ်ဆိုတဲ့အချက်တွေပါဒီထက်မှာပါတဲ့အချက်6ချက်စလုံးကိုကျန်တဲ့တော်လှန်ရေးသမားတွေကလည်းသဘောတူကြပါတယ်ဒါဆိုလို့ရှိရင်အဲ့ဒီ6ချက်ရရင်ဆွေးနွေးမယ်လို့ပြောတာကိုဘာလို့မကြည်မနဲ့ဆက်ဆိုနေကြတာပါလဲတော်လှန်ရေးသမားလူငယ်တွေလိုလားတဲ့ အချက်တွေနဲ့ဘာတွေကွာနေပါသလဲအဓိကကတော့အချက်တစ်ချက်ကွာနေတာပါအဲ့ဒီတစ်ချက်ကတော့စစ်တပ်ကိုလုံးဝအပြီးပိုင်ဖျက်သိမ်းပစ်ဖို့သို့မဟုတ်စစ်တပ်ကိုလွှမ်းမိုးချေလည်နေတဲ့ထိတ်သီးစစ်အာဏာရှင်တွေကိုဖယ်ရှားတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီးတော့တမတော်အသည့်ပြင်ဆင်ဖွဲ့စည်းဖို့ဆိုတဲ့အချက်ပါစွန့်ရေးကိုလက်မခံနိုင်ဘူးစစ်အာဏာရှင်စနစ်ကိုနောက်ခါဘယ်တော့မှ ပြန်ပေါ်မလာအောင်အမိကနေတုတ်တင်ဖယ်ရှားပစ်မယ်လို့ပြောနေတဲ့လူငယ်တွေလိုလားတဲ့အဓိကအချက်က ဲ့ဒီအချက်ပါပဲ NUG ထက်မှာပြောတဲ့ဘုံသဘောထားယက်တီချက်6ချက်အကုန်လုံးရရင်တောင်မှစစ်အာဏာရှင်စနစ်ဘယ်တော့မှပြန်လည်မပေါ်ပေါက်ရေးအမြင့်ပြတ်ရေးဆိုတာကမတည်ကြသေးပါဘူးအထက်မှာ NUG ပြောတဲ့အချက်6ချက်ရဲ့အဓိကအားနည်းချက်ကအဲ့ဒါပါစစ်အာဏာရှင်စနစ်အမြင့်ပြတ်ရေးမပါဘဲနဲ့ကြံနေပါတယ်လိုအပ်နေပါတယ်စစ်တပ်ကနိုင်ငံရေးမှာဝင်မပါတော့ပါဘူးလို့ဂရီးပေးမယ်ဆိုတော့ဟုတ်ပါပြီအဲ့ဒါသိကောင်းပါတယ်လွတ်တော်ထဲမှာလဲစစ်သားတမတ်သားလာမထိုင်တော့ဘူး ဒါလည်းကောင်းတာပါပဲကာကွယ်ရေးပြည်ထရေးနေဆိုင်အရာဝန်ကြီးဌာနတွေလည်းသမရလက်အောက်ရောက်သွားပြီဆိုတော့ဒါကိုသဘောတူလိုက်ပြီဆိုတော့တော်တော်ကောင်းသွားပါပြီ2008အခြေခံဥပဒေကိုလည်းဖျက်သိမ်းမယ်ဖက်ဒရယ်အခြေခံဥပဒေတွေလည်းပေါ်ပေါက်လာမယ်ဆိုလို့ရှိရင်အားလုံးကောင်းတဲ့လောက်ဖြစ်သွားပြီလို့ထင်စရာရှိပါတယ်ဘုံသဘောထားရတ္တိချက်6ချက်ဟာအားလုံးပြည့်စုံနေပြီလို့ထင်စရာရှိပါတယ်ဒါပေမဲ့ခက်တာကဘုံမင်းအွန်လိုင်းတို့စစ်အာဏာရှင်တွေကြိုးကန်ချေလှယ်နေတဲ့ အာနာရှင်စစ်တပ်ကြီးကတော့နေမြဲတိုင်းပဲကြံနေပါတယ်အဲ့ဒါဟာအားနေချက်ပါလူငယ်တွေလက်မခံနိုင်ကြတာဟာအဲ့ဒီအချက်ပါပဲအဲ့ဒီအာနာရှင်စစ်တပ်ကြီးကတမရရဲ့လက်အောက်မှာရှိမှလေတမရအမိန်ပေးတာကိုနားခံပါလေအဲ့ဒါကိုသဘောတူထားပြီးသားအဲ့ဒါဆိုလို့ရှိရင်မလုံတော့ဘူးလားလို့မေးချင်မေးကြပါလိမ့်မယ်မလုံတော့ပါဘူးဘလောက်ဖဲသဘောတူတယ်ပြောပြော အာနာရှင်စစ်တပ်ကြီးရှိနေတယ်ကဘယ်တော့မှစိတ်မချရပါဘူးဘလောက်ဖဲဂရီတွေပေးထားတာ ဘလို့ပဲဥပဒေတွေပြဋ္ဌာန်းထားတာအာနာသိချင်လို့ရှိရင်ထသိတဲ့တဲ့အာနာရှင်စစ်တက်ကြီးရှိနေတဲ့ဆိုလို့ရှိရင်စိတ်မချပါဘူးအာနာရှင်တွေကိုကြိုးကင်တဲ့အာနာရှင်စစ်တက်ကြီးရှိနေသေးသမျှမှာအာနာရှင်စနစ်ကျန်နေသေးတာပါပဲစောစောက6ချက်ကိုသဘောတူထားရင်တောင်မှအာနာရှင်စနစ်ဟာခိတကနာငုတ်ရှိုးနေတာဖြစ်ပါလိမ့်မယ်အချိန်မီပြန်ပေါ်နိုင်ပါသေးတယ်စစ်အာနာရှင်စနစ်အမြင့်ပြည့်ရေးအတွက်အချက်3ချက်မဖြစ်မနေလိုအပ်ပါတယ် ပထမအချက်က2008အခြေခံဥပဒေအပြည့်ပိုင်ဖြစ်သေးရင်ဒုတိယအချက်ကစစ်အာဏာရှင်တွေကြိုးကင်ထားတဲ့စစ်တပ်ကို ဖြစ်သေးရင်တတိယအချက်ကဥပိုင် MEC စစ်အာဏာရှင်မိသားစုတွေပိုင်တဲ့တရားစတာတူဖို့ရင်းနဲ့တွင်းကုံထုတ်ကုံကုမ္ပဏီတွေခရိုနီတွေပိုင်တဲ့တရားစတာတူဖို့ရင်းနဲ့တွင်းကုံထုတ်ကုံကုမ္ပဏီတွေအားလုံးကိုဖြတ်သိမ်းရဖြစ်ပါတယ်ပထမအချက်ဖြစ်တဲ့2008အခြေခံဥပဒေကိုဖြတ်သိမ်းနိုင်ရင်စစ်အာဏာရှင်စနစ်ဟာအာဏာပြောင်းညံ့သွားရုံလေပတ်နိုင်စွမ်းယာယီကင်းမဲ့သွားရုံမှာရှိပါတယ် ဒုတိယအချက်ဖြစ်တဲ့စစ်အာဏာရှင်တွေကြိုးကင်ထားတဲ့စစ်တပ်ကိုဖျက်သိမ်းရေးကလာအရေးကြီးဆုံးအချက်ပါတတိယအချက်ဖြစ်တဲ့စစ်အာဏာရှင်စနစ်ကိုထောက်ပံ့နေတဲ့ဗန္နာအရင်းမြစ်တွေကိုတုတ်တင်ရှင်းလင်းရေးဟာလည်းအရေးကြီးပါတယ်အဲ့ဒီဗန္နာအရင်းမြစ်တွေကြံနေသေးရဲ့စစ်အာဏာရှင်စနစ်ဟာအချိန်မှာတနည်းနည်းနဲ့ပြန်ပြီးတော့ခေါင်းထောင်ထလာနိုင်ပါသေးတယ်အခု NUG ပြောတဲ့သဘောထား6ချက်ဟာပထမအချက်ဖြစ်တဲ့အခြေခံဥပဒေဖျက်သိမ်းရေးတစ်ခုကိုလာပြက်ပြက်သားသားတောင်းဆိုထားတဲ့အတွက်စစ်အာဏာရှင်စနစ် အာနယ်ပြောင်းညံ့သွားရောင်သာရှိပါလိမ့်မယ်။အရေးကြီးဆုံးဖြစ်တဲ့ဒုတိယအချက်ကိုခြံလက်ခွင့်ပြုပေးထားတဲ့အတွက်စစ်အာဏာရှင်စနစ်ဆက်လက်ရှင်သန်နေပါဦးမယ်။အဲဒါကြောင့် NUG ပြောတဲ့သဘောထားယက်တီချက်6ချက်ဟာမပြည့်စုံမလုံလောက်ပါဘူး။အဲဒါကြောင့်လည်းအဲ့ဒီ6ချက်ရရင်ဆွနေမယ်လို့ပြောနေတာကိုလူငယ်တော်နိုင်သမားတွေကမခံမရနိုင်ဖြစ်နေကြတာပါ။ NUG ပြောတဲ့အချက်6ချက်ဟာတော်တော်ကောင်းပါလေ။အဲ့ဒီအချက်မှာ လက်မခံနိုင်စရာအချက်မပါပါဘူးအားလုံးကိုလက်ခံနိုင်ကြပါတယ်ဒါပေမဲ့အရေးကြီးဆုံးအချက်တစ်ချက်လိုအပ်နေတဲ့အတွက်မပြည့်စုံပါဘူးအကြီးအကျယ်မပြည့်စုံပဲဖြစ်နေပါတယ်အကြီးအကျယ်လစ်ဟာလိုအပ်နေတယ်လို့ဆိုရမှာဖြစ်ပါတယ်ခင်ဗျာကဲကိုရင်တင်မတင်စပီတော်ရပေါ်ပလီဒီဂျီယိုဘလူးမြင်လဲပလီဒီပလီဒီဂျီယိုအမြင်တုံးတချက်လေးတွေကိုကွန်မန့်မှာရေးပြကြပါအဆုံးထိကျေးဇူးပြုတဲ့သူရောက်စီတဲ့အရင်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့တင်တဲ့လေးတွေနဲ့ပြန်ဆောင်ကြရအောင်နော်โอเค 拜拜。